အလုံးမင်းမင်္ဂလာပါရှင်။ကျမကဆရာမင်းတင်ခိုင်းတပည့်ဆရာမဆွေစေဝင်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများတွေတပတ်တာကကျမစတင်ဟောကြားပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအလုံးမင်္ဂလာပါရှင်။ဆောက်လပိုင်း20 2025မှာဆောက်လပိုင်း26 2025တွင်တနင်္ဂနွေသားသမီးများအလုံး၏တပတ်တာကကျမကတော့ကောင်းသောပြောင်းလဲခြင်းများပြောင်းလဲတတ်ပါတယ်။အလုပ်ပြောင်းခြင်းအိမ်ပြောင်းခြင်း အလုံနေရပြောင်းရွှေ့ရခြင်းကောင်းသောပြောင်းခြင်းများဖြစ်ပါတယ်မိတ်ဆွေများရဲ့ကူညီများလည်းရတတ်ပါတယ်မွေများစွာဝင်ခြင်းဒါပေမဲ့အထွက်လဲများနေပါလိမ့်မယ်စပစ္စည်းတည်ဝင်ခြင်းဇင်ကံပစ္စည်းများတည်ဝင်ခြင်းဖြစ်တတ်ပါတယ်ကာအဟောင်းမှာအစ်တလဲပြောင်းလဲရတတ်ပါတယ်မိတ်မြေထွက်ခြင်း ထွက်ပြင်းလဲပြန်ဝင်มาလိုက်မယ်ခီးသွားရင်တကူကိုခံရတတ်ပါတယ်အရေးကြီးစာရဲစာသားများကပ်ပြားများပြောက်တတ်ပါတယ်ယခုရက်အတွင်းအမခံရင်လက်မှတ်ထိုးစာသူစာသားများပြုလုပ်ခြင်းမလုပ်ပါနဲ့မိမိအတွက်လက်ပိတ်စီတတ်ပါတယ်အရေးကြီးသောအင်တာဗျူးများတွားရောက်ဖြေဆိုရရလဲအဖြစ်ရှိလာတတ်ပါတယ် ချစ်ပွားရေးလပိတ်ဆိုင်အေးဆိုင်မီယာဆိုင်ရေးတန်းလုပ်ငန်းစစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းစူးစီးလုပ်ငန်းများတက်တန်တရားဝယ်ရေးလုပ်ငန်းစစ်သွင်ပွဲရေးလုပ်ငန်းများအယောင်ဝယ်ပြန်ကောင်းနေသောအချိန်ကာလဖြစ်ပါလိမ့်မယ်အရေးကြီးကိစ္စသွားလို့လည်းလည်းကောင်းစာမေးဝယ်ရင်တာပြင်းများတော်ရောက်ဖြေဆိုစရာရှိရင်လည်းကောင်းတောင်ရက်ကိုမျက်နှာမူပြီးပြားတံပြာတောက်ပြီးသွားပါစဆရာအစီအမေချုံးမအောင်မြင်ပါလိမ့်မယ်အချိန်ရေပျော်ရွှင်ကြည်နွနေသော အချိန်ကာလဖြစ်ပါတယ်အိမ်တော်ကြီးကတော့တတရရပါပဲရှင်ကျမ်းမာရေးတွေးတိုးခြင်းတွေးတိုးတန်ယူဖြစ်ခြင်းဖြစ်တတ်ပါတယ်အကျိုးပေးကရန်တင်၅၆ဖြစ်ပါတယ်ရှင်ရရအိမ်ဖျားမှာတက်ခွပန်းကတ်လူစုတောင်းမိတ်ဆွေများကိုတက်ခွပန်းလက်ဆောင်ပေးခြင်းပြုလုပ်လိုက်ပါတဲ့နေကလေးတာသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။တနင်္လာတာသမီးများအလုံးမင်္ဂလာပါ 6လပိုင်း20 2025 20, မှာ6လပိုင်း26 2025 20, 20, တွင်တင်းနလာသားသမီးများအတွေ့တပတ်တာကံကြမ္မာဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးသတင်းကောင်းကြားရတတ်ပါတယ်။စာမေးပွဲအင်တာဗျူးများရှိပါကရဲရဲသာသွားဖြစ်ပါ။တေချာပကောင်းသောရလက်ရပါလိမ့်မယ်။စစ်ပစ္စည်းမြင့်မှန်ဝင်ရင်းများဖြစ်ပါလိမ့်မယ်။အလုပ်တွင်လျှောက်ငယ်သားထွက်ခြင်းလေအောင်ငယ်သားကြောင့်စိတ်နှောက်ရှင်းနေငယ်တွေ့ရတဲ့ခြင်းများကြုံတွေ့နေရတတ်ပါတယ်။ခီးထွေရတတ်ပါတယ်။အိပ်ရပြောင်းရွှေ့ရခြင်းမိမိအိမ်ကမ်းပြုပြင်ပြု ြုပြင်ပြောင်းလဲရခြင်းများလည်းပြုလို့ရတတ်ပါတယ်မြေဝင်ခြင်းတိုက်ခန်းဝင်ခြင်းအဝတ်ထည်ထိဖက်နဲ့ဝင်ပစ္စည်းများဝင်လာတတ်ပါတယ်ရွှေနိုင်ထွက်တတ်ပါတယ်ရှင်ရက်နေသောနိုင်ရှိပါကအမြန်ဆုံးဆွပြစ်လိုက်ခြင်းတက်ခဲတဲ့ခြင်းပြုလို့လိုက်ပါမိမမိတ်ဆွေနဲ့စကားများတတ်ပါတယ်သတိထားပြောဆိုပါရှင်စီးပွားရေးမုံမျိုးစုံလုံးကပဲပွဲယုံပြောင်းပန်းလာဆိုင်ဆူရှိဆိုင်စားတောက်ကုန်စားတောက်ဆိုင် ဝေဒိုးဘေးလုပ်ငန်းများစီးပွားရေးကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလိုလွယ်တဲ့၎င်းစာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်၎င်းအရှိတောင်ရက်ကိုမျက်နှာမူပြီးပန်းတီးဖြော်ရေးတောက်ပြီးသွားပါအဆဆက်ရအစီအပြေချောမောအောင်မြင်ပါလိမ့်မယ်။အခြေရေးပုံမှန်တိုင်းဆက်သွယ်မပြတ်ဖြစ်နေပါလိမ့်မယ်။အင်တာဗျူးတတတရရပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနေသောအချိန်ကာလဖြစ်ပါတယ်။ကျမ်းမာရေးလေတော့လျောင်းဖြစ်ခြင်းအပူလောင်ခြင်းဖြစ်တတ်ပါတယ်။အကျိုးပေးကြတဲ့ နှစ်ချောက်ကုန်ဖြစ်ပါတယ်ရှင်ရေရေယာအိမ်ဖျားမှာမေးမျိုးပန်းကတ်လို့စွတောင်းရင်မိတ်ဆွေများကိုမေးမျိုးများလဲမေးမျိုးပန်းလေးဆောင်ပေးခြင်းပြုလုပ်လိုက်ပါတနင်္လာသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများမြင်ပြီးတော်မီကောင်းကျိုးလိုရာဆန္ဒပြေဝကြပါသည်ရှင်အင်္ဂါသားသမီးများအားလုံးမင်္ဂလာပါရှင်6လပိုင်း20 2025မှာ6လပိုင်း26 2025တွင် အင်္ဂါသတိများတွင်တပတ်တာကံကြမ္မာဖြစ်ပါれလွန်ကံကောင်းနေသောတပတ်တာကာလဖြစ်ပါれရှင်နှုတ်သမယကိုင်းသမယအရာရာအောင်မြင်နေသောချိန်ကာလဖြစ်ပါれလေရင်ခီးပျော်ရှင်သောခီးလဲသွားပါလိမ့်မယ်အလှကုန်ပစ္စည်းများဝင်ရင်လျှက်စစ်ပစ္စည်းနဲ့လျှက်စစ်နဲ့ပတ်သက်သောပစ္စည်းများဝင်ရင်အိမ်ပြာခြင်းများလည်းပြုလုပ်ရပါれသို့တော့လက်ရောက်ငယ်သားကြောင့်၎င်းအထက်လူကြီးဆက်သမားကြောင့်၎င်းပြဿနာနှင်းငယ်ဖြစ်ရှင်ရပါれရွှေမျိုးများ သို့မဟုတ်မိတ်ဆွေရင်းများနဲ့အထင်လွဲခြင်းကိုလည်းခံရတတ်ပါတယ်။မြေရှိကမကြည်မသားနဲ့ထွက်တတ်ပါတယ်ရှင်။အိမ်တော်ရှင်ဖြစ်ပါကတာသမီရခင်ရှိပါတယ်။စီးပွားရေးအလှကုန်လှပြင်ဆိုင်ကားနဲ့ပတ်သက်သောလုပ်ငန်းခြေသေးလက်သေးလှပြင်လုပ်ငန်းများဝင်ဝေကောင်းနေသောချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လည်းသကောင်စာမေးဝေးအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်သလားအရှိအမရရက်ကိုမျက်နာမူပြီးလိန်မော်ရီ တောက်ပြီးသွားပါဆက်ဆက်ရာအစဉ်ပြီးကျောင်းမအောင်မြင်မှလိုက်မယ်အချစ်ရည်စမ်းကောင်းနေသောချိန်ကာလဖြစ်တော့ကြောင့်ချစ်သူရဲ့တဝင်တုံမှုကိုခံရတတ်ပါတယ်အိမ်တော်ရဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေတတ်ပါတယ်ရှင်ကျမရဲ့အမျိုးသမီးဖြစ်ပါကတိမ်နဲ့ပတ်သက်သောယောဂဖြစ်တတ်ပါတယ်အမျိုးသားဖြစ်ပါကဒူးနာတတ်ပါတယ်ရှင်အကျိုးပေးကဏ္ဍ၄နှစ်တည်းဖြစ်ပါတယ်ရေရေအိမ်ပြားမှာရွက်လပန်းကတ်လို့စုတောင်းခြင်းမိတ်ဆွေများကိုရွက်လပန်းလက်ဆောင်ပေးခြင်းပြုလုပ်လိုက်ပါ ။အင်္ဂါသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါသည်ရှင်။ဘုဒ္ဓဟူသတ္တမိများအလုံးမင်္ဂလာပါ6လပိုင်း2025မှာ6လပိုင်း26ရက်2025တွင်ဘုဒ္ဓဟူသတ္တမိများအတွက်တပတ်တာကံကြမ္မာဖြစ်ပါတယ်စစ်ပစ္စည်းဝင်ရင်းဆိုင်ငန်းဝင်ရင်းစိန့်တပစ္စည်းဝင်ရင်းများဖြစ်တတ်ပါတယ် မျက်စိကထွက်တတ်ပါတယ်လူမျိုးကြားဘာသာကြားသို့မဟုတ်အထက်လူကြီးစားသမားများကြောင့်အနေငယ်စိတ်ညစ်စရာကြုံတွေ့ရတတ်ပါတယ်တက်တနာလည်းဖြစ်ရှင်းရတတ်ပါတယ်ရှင်ကားကြောင့်ဝေကုံစရာများဖြစ်တတ်ပါတယ်လုပ်ငန်းတိုးချဲ့ရန်အကြောင်းပေါ်လာတတ်ပါတယ်ဒါပေမဲ့လုပ်ငန်းမတိုးချဲ့သင့်သေးသောအချိန်ကာလဖြစ်ပါတယ်ရှင်တိုးချဲ့မိကကဆုံးရှုံးမှုများတတ်ပါတယ်ကွန်ပျူတာပြည့်ခြင်းထွက်ခြင်းဖြစ်တတ်ပါတယ်အရင်နေ့သုံးမိတ်ဆွေနဲ့စကားများတတ်ပါတယ်တတိယပြောဆိုပါ ရဝေးမှာနိုင်စရင်ကြရတတ်ပါလေရှင်စီးပွားရေးစားတောက်ဆိုင်စားတောက်ကုန်စီစီလုပ်ငန်းအေးမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရာသီကုန်တည်နိုင်ရောင်းဝယ်ရေးလုပ်ငန်းစကားပြန်လုပ်ငန်းများပုံမှန်လေပတ်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လည်းလည်းစာမေးဝယ်အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းအရှိရက်ကိုမျက်နာမှုပြီးစည်းပြော်ရေးတောက်ပြီးသွားပါအစစရာအစီအမေကြောမောအောင်မြင်ပါလိမ့်မယ်အချစ်အင်းအောင်ရှင်များ၏စိတ်ဝင်စားမှုကြောင့် ခေါင်းဆွဆွဲခံခြင်းများ ရှိပါတယ်သတိထားပါအိမ်တော်ရေတယောက်တစ်ကဘာဖြစ်နေတတ်ပါတယ်ရှင် ကျမရေခေါင်းကိုက်ခြင်းကြောင်းငင်းဖြစ်တတ်ပါတယ်အကျိုးပေးကဏ္ဍ3 nga ဖြစ်ပါတယ်ရှင်အိမ်ပြာရေရာအိမ်ပြာမှာအုံညွန်ကတ်လို့စတောင်းခြင်းမိတ်ဆွေများကိုအုံညွန်လက်ဆောင်ပေးခြင်းပြုလုပ်လိုက်ပါဗုဒ္ဓတော်တမီများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါသည်ရှင် ကြာစပေးတာတမင်းများလုံးမင်္ဂလာပါရှင်6လပိုင်း20 2025မှာ6လပိုင်း26 2025အတွင်ကြာစပေးတာတမင်းများလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်လက်လာပါရခြင်းရွှေလက်ကဝင်ခြင်းစစ်ပစ္စည်းအဟောင်းထွက်ပြီးမိမိစစ်ပစ္စည်းအသစ်များ ဝင်ခြင်းဇင်ကံပစ္စည်းအသစ်များဝင်ခြင်းများဖြစ်နေတတ်ပါတယ်အထက်လူဇာသမားထံမှလက်ဆောင်ပစ္စည်းများလည်းရတတ်ပါတယ်ဝင်များဝင်တော်လဲအထွတ်များနေပါလိမ့်မယ်ခင်မင်တော်မိတ်ဆွေတို့မိမိအိမ်တော်မိတ်အတွက်ပူပင်တော့ ကဖြစ်ရတတ်ပါတယ်။ရဝဲမှာမင်္ဂလာရှိသောတည်ရင်လဲကြားရတတ်ပါတယ်။အလှူတန်းများဇိတိုက်လို့ရတတ်ပါတယ်ရှင်။အလုတ်တွင်အရေးကြီးစာရွက်စာတမ်းပြောက်တတ်ပါတယ်။သတိထားပါလူလိန်ခံရတတ်ပါတယ်ရှင်။ဒီပါရေတုတ်တန်တဲ့နဲ့ပတ်သက်သောရောင်းဝယ်ရေးလုပ်ငန်း၊ကန်ထရက်လုပ်ငန်း၊တည်နံရောင်းဝယ်ရေး၊အင်ချမ်းမြေကျိုးတော်ဆောင်လုပ်ငန်း၊ကားနဲ့ပတ်သက်သောလုပ်ငန်းအနည်းငယ်ပြန်ကောင်းလာသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လိုရင်၎င်း၊စာမေးပွဲ၊အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်၎င်း နောက်တော့ရကိုမျက်နာမူဝီစတော်ဘယ်ဒီဖြော်ရည်တောက်ပြီးသွားပါဆက်ဆက်ရဆင်းပြီးကြောမောအောင်မြင်ပါလိမ့်မယ်အခြေရအဆက်တင်မရဖြစ်နေတတ်ပါတယ်ရှင်အိမ်တော်ရအိမ်တော်ဘဲဤပတ်ဘိုးကူညီမှုယူဆိုင်မှုများပို့ပြီးရနေတော့ချိန်ကာလဖြစ်ပါတယ်ကျမ်းမာရေရာရရင်ရာနာပေါက်ခြင်းရေရုံပေါက်ခြင်းဘယ်အောင်ငင်းများဖြစ်တတ်ပါတယ်ရေရေရအိမ်ဖျားမှာကန်းကော်ညွန်ကတ်လို့စတောင်းရင်မိတ်ဆွေများကိုကန်းကော်ညွန်ကန်းကော်ပန်းလေးဆောင်ပေးခြင်းပြုလုပ်လိုက်ပါ ဇာတိတတိမိများတို့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစီရှင်။တောက်ကြတတိမိများအလုံးမင်္ဂလာပါရှင်။6လပိုင်း20 2025မှာ6လပိုင်း26ရက်2025အတွင်းတောက်ကြတတိမိများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။အလုတ်တွင်မပြော့စိတ်မပြော့ရှင်ခြင်း၊လုံတမရမပြီးမပြတ်ဖြစ်ခြင်း၊အလုတ်ပြောင်းလို့စိတ်ရှိခြင်းများဖြစ်နေတတ်ပါတယ်။သို့တော့လက်ရှိလုတ်ကိုပဲစိတ် စစ်လက်ပြီးလုပ်ပါမကြခင်အဆင်ပြေသွားပါလိမ့်မယ်အလုတ်တင်လူမျိုးကြားဒစ်လီစာသမားရဲ့အကူအညီမှုကြောင့်ဆက်ဆက်အဆင်ပြေခြင်းဝင်ငွေကောင်းခြင်းလားစားတိုးခြင်းနိုင်ငံခြားမှသတင်းကောင်းများကြားရတတ်ခြင်းရွှေသစ်ဝင်ငင်းများဖြစ်လာတတ်ပါတယ်အလုတ်သစ်လည်းရတတ်ပါတယ်ရှင်မိဘတို့မှမောင်နှမသားချင်းကြောင့်စိတ်မကောင်းဖြစ်ရတဲ့ဇာများကြုံတွေ့ရတတ်ပါတယ်စိတ်မကြည်မလင်စရာများလည်းကြုံတွေ့နေရတတ်ပါတယ်မေတ္တာများများပို့ပါကွဲကွာနေသောမိတ်ဆွေများနဲ့ပြန်လည်ကြုံတွေ့ရခြင်း ပညာရင်းနဲ့ပတ်သက်ပြီးအောင်မြင်သောသတင်းကောင်းကြားရတဲ့ခြင်းများဖြစ်တတ်ပါလိမ့်ရှင်။ဒီပွားရည်ဒီပနတ်ရောင်းဝယ်ရည်ထဲလေးရောင်းဝယ်ရည်ပွဲစားမျိုးမျိုးရွှေဆိုင်။ကျောင်းမြေနယ်ရောင်းဝယ်ရည်လုပ်ငန်းပုံမှန်လဲပတ်နေသောခြင်းကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လည်းလည်းကောင်းဆောင်မေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းမြောက်ရက်ကိုမျက်နာမူပြီးကော်ဖီတောက်ပြီးသွားပါ။အဆက်ဆက်အစီအမံကျောင်းမအောင်မြင်ပါလိမ့်မယ်။ အခြေရေပျော်ရွှင်ခြင်းနူးနေရသောတပတ်တာကာလဖြစ်ပါတယ်အိမ်နောက်ရေစိတ်ချမ်းသာတရားများနဲ့ကြုံတွေ့နေရတတ်ပါလေရှင်ကျမ်းမာရေးအကျော်တစ်ခြင်းညောင်းညာကြိုက်ခဲ့ခြင်းများဖြစ်နေတတ်ပါတယ်အကျိုးပေးကနနှင့်ငါခွန်ဖြစ်ပါလေရှင်ယေရယာအိမ်ဖျားမှာမင်းမြဝန်းကလူစုတောင်းခြင်းပေးဆွေများအောင်မင်းမြဝန်းလက်ဆောင်ပေးခြင်းပြုလုပ်လိုက်ပါ တောက်ကြသတ္တမင်းများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဇာနာပြေဝကြပါစေရှင်။စတေသတ္တမင်းများအလုံးမင်္ဂလာပါရှင်။6လပိုင်း20 2025မှာ6လပိုင်း26 2025တွင်စနေသတ္တမင်းများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။မိမိလှုပ်ချင်သောကိစ္စအများကြံစီသတ္တမင်းအောင်မြင်ပါလိမ့်မယ်။အကြံကောင်းဉာဏ်ကောင်းများလည်းပေါ်လာပါလိမ့်မယ်။ လဝိယရဏများဝင်ခြင်းရှိပါれဖုံးဝင်ခြင်းမြေဝင်ခြင်းကာသက်ဝင်ခြင်းပြောရှင်သောကီးစွာကြခြင်းဖြစ်နေပါလိမ့်မယ်ဆိုင်သစ်ဖွင့်ခြင်းမိတ်ဆွေဟောင်းဆရာသမားဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရခြင်းဖြစ်တတ်ပါれလူပင်မင်းခြင်းစိတ်ပင်မင်းခြင်းလည်းဖြစ်နေတတ်ပါれစိတ်ပစ္စည်းအောင်များထွက်ပြီးအသက်ဝင်ပါလိမ့်မယ်ရွှေနိုင်လည်းထွက်တတ်တယ်ပြည့်တတ်ပါれရှင်တရိဒါပါခင်မင်းသောမိတ်ဆွေနဲ့လည်းစကားများတတ်ပါれ ဝင်ငွေကောင်းသလောက်ထွင်ငွေများလဲစစ်တိုက်ဖြစ်နေတတ်ပါရဲ့ရှင်စစ်ပွားရေးမုံမျိုးစုံဖုံးလုပ်ငန်းပဲပွဲရုံကားလုပ်ငန်းငွေလွဲလုပ်ငန်းစားတောက်ဆိုင်စားတောက်ကုန်းလုပ်ငန်းရှင်များစူးစီးလုပ်ငန်းရှင်များစေကမ်းပိုင်ရှင်များဝင်ငွေကောင်းနေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စအသွားလို့လွင်တယ်ကောင်စာမေးပွဲအင်တာဗျူးများတွားရောက်ဖြေဆိုစရာရှိရင်လည်းအနောက်ရက်ကိုမျက်နှာမူပြီးတမ်းပြရာရေးတောက်ပြီးသွားပါအဆက်ဆက်အချင်းပြချောမအောင်မြင်ပါလိမ့်မယ် အခြေရေးချစ်သူရေးစားဓမ္မလေးဆောင်ပစ္စည်းများရရပါတယ်။အိမ်တော်ရေးအိမ်တော်ဘက်ဤအောင်မြင်သောတည်ခေါင်းကြားရတတ်ပါတယ်။ကျမ်းမာရေးအစာမမီပန်းအောင်ခြင်းဝမ်းပစ်ခြင်းဝမ်းချောခြင်းဖြစ်တတ်ပါတယ်။စားတောက်ခြင်းခြင်းမှာအကျိုးပေးကနန်း၅၃ဖြစ်ပါတယ်ရှင်။ရတရားအိမ်ဖျားမှာကန္နမာပန်းကတ်လူစုတောင်းခြင်းမိတ်ဆွေများဟိုကန္နမာမြန်ပန်းလေးဆောင်ပေးခြင်းပြုလုပ်လိုက်ပါ။ စနေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။ဒီမှာတော့အမေရိကန်နိုင်ငံတစ်ဆက်ပြည်နယ်ဒါလည်းမြန်မာနေထိုင်ပြီးဘေးရင်ဟောကြားနေသူဖြစ်ပါတယ်။ဒီမှာကိုဘေးရင်မိလိုပါကဒီမှာရဲ့စစ်တွေရဖုန်းနံပါတ်ကတော့2149624361ဖြစ်ပါတယ်။ဒီမှာကိုစင်စင်မပြတ်ဘေးရင်အမေနေကြတော့ဒီမှာရဲ့ဘေးရင်မိတ်ဆွေဟောင်းမိတ်ဆွေတွေများစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ။ ကဘာသူကဘာသားများအားလုံးမြန်မာပြည်သူမြန်မာပြည်ပြည်သားများအားလုံးခொနဲ့သားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြပကြပါစေရှင်။ကျမရဲ့ YouTube Channel မှာ Subscribe လုပ်ပေးခြင်း Like လုပ်ပေးခြင်းစာများ Recommend များရေးပေးခြင်းများတို့များကိုစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြပကြပါစေရှင်။ကျမရဲ့ Facebook Page မှာ အပိနေကြသောမိစေဟောင်းများမိစေသည်များလုံးလဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်